ကလောမြို့ရွှေလင်းလုံးစီရီ၌132ကြိမ်မြောက်မြို့လုံးကျွဆွမ်းလောင်းလူပွဲကျင်းပတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရမ်းမြနယ်တောင်ပိုင်းကလောမြို့နယ်တွင်နှစ်စဉ်ကျင်းပလျက်ရှိသည့်132ကြိမ်မြောက်မြို့လုံးကျွတန်ခါဒါနဆွမ်းလောင်းလူပွဲကိုယနေ့နေ့9နိုင်ချိန်ကကလောမြို့မြို့မပရိယတိစာတင်တိုင်းကျောင်းပရဝံတွင်ရှိတမိုင်းဝင် ရွှေလင်းလုံးဖျားစီရီအနီးစီကားတိုက်မြိတ်စွာကျင်းပခဲ့ပါတယ်။ ရှေးဦးစွာဆွန်လောင်းလူပွဲကိုကလောမျိုးပေါ်ရှိဘုံတော်ကြီးเจ้าများမှတန်ဃာတော်များနှင့်ပင့်တန်ဃာတော်900ကျော်တို့အားဒေသခံတိုင်းရင်းသားပြည်သူ အလူရှင်များနှင့်ယနေ့ရက်ဝေးမှအလူရှင်များကဆွန်းများလူပွဲပစ္စည်းများနှင့်ဝတ္ထုငွေများကိုကုသပြုလောင်းလူခဲ့ကြပါသည်ထို့နောက်ဒေသခံတိုင်းရင်းသားပြည်သူများကဒေသအခေါ်အရာပွဲဝင်ခြင်းကတော့ပွဲများရွေ့ရွေ့ရွှေလင်းလုံးဖျားစီတီကို လှည့်လေ၍သံဃာတော်များအားပူဇော်ကြောခဲ့ကြပါရယ်ယင်းနောက်လူတန်းမှုအစုစုတို့အတွက်ရေဆက်သွန်းချအမျှပေးဝေခဲ့ကြပါရယ်ကလောမြို့နယ်တွင်မြို့မပရိယတိစာသင်တိုင်းပရဝံတွင်ရှိရွှေလင်းလုံးဖျားစီတီ၌မြို့နယ်လုံးကျွတ်စွန်းလောင်းလူပွဲကိုကျင်းပဆင်နွှဲလာခဲ့ဒီမှာလေယခုနှစ်ဖြင့်ဆိုလျင်132ကြိမ်တိုင်တိုင်ရှိခဲ့ပြီဖြစ်ကြောင်းထို့ကြောင့်ရွှေလင်းလုံးဖျားစွန်းလောင်းလူပွဲတော်ကို နှစ်စဉ်တရင်ကျွလာပြီကျော်ဆယ်ရက်နေ့တိုင်းကျင်းပလျက်ရှိကြောင်းဒေသခံများထံမှသိရှိရပါတယ်ခမညာ